နဲ့မိန်းကလေးတယောက်အနေနဲ့ပေါ့နော်ကိုရဲ့သူ့တားကိုရွေးချယ်ဖြစ်တဲ့အကြောင်းရင်းကတော့သူရမ်းချစ်ပေးတာပေါ့အဲ့အဲ့ဒီတစ်ခုနဲ့တင်ကိုနီလန်းအတွက်ကလုံလောက်ပါပြီဟုတ် ီလန်တို့အာချစ်ပူကတန်ကျတော့၄နှစ်ပေါ့နော်၄နှစ်၄နှစ်မြောက်မှာနီလန်တို့ယူခကြတာပါဟုတ်အာဘယ်နေရာမှာပဲမဆိုနီလန်ကိုသူကအမြဲတမ်းရှေ့မှာထားပြီးတော့လေမြမမမမရက်တီပေးတယ်အဲ့အတွက်ကိုကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့အာသူဘယ်ဘေးအရာမှာမဆိုအမြဲတမ်းနီလန်ကိုရွေးချယ်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နေဟာ Shi lu rui shi ်အနေနဲ့မိန်းကလေးတယောက်အနေနဲ့ပေါ့နော်ကိုယ့်ရဲ့သူ့တို့သားကိုရွေးချယ်ဖြစ်တဲ့အကြောင်းရင်းကတော့သူရန်ချစ်ပေးတာပေါ့အဲဒီအဲဒီတစ်ခုနဲ့တင်ကိုနီလန်အတွက်ကလုံလောက်ပါပြီဟုတ်ဘယ်ဘယ်နှစ်ဘယ်လားအဲ့လိုမျိုးတော့မတွက်ထားဘူးပေါ့နှစ်ယောက်စလုံးအဆင်ပြေတဲ့အချိန်လေးအဆင်ပြေတဲ့ဟိုဘယ်လိုပြောမလဲ ကာလလေးမှာပေါ့နော်အာဒီနှစ်ယောက်တဘောကထူထောင်ချင်တာပေါ့နော်ဆိုတော့အာဒီလိုနေ့မှာမီလန်တို့အချစ်တက်တန်းကျတော့၄နှစ်ပေါ့နော်၄နှစ်၄နှစ်မြောက်မှာမီလန်တို့ယူခကြတာပါဟုတ် မှာကိုအခြေအနေရဆုံးမူမူမန့်လဲဆိုလို့ရှင်တော့အကုန်လုံးကျင်တတ်နေတယ်ဟုတ်နီလန်းလဲဘယ်လိုပြောမလဲနီလန်းရဲ့စိတ်ကူးအတိုင်းလေးပေါ့နော်နီလန်းရဲ့ကိုပိုင်တခြင်းလေးပေါ့ကိုရဲ့ wedding မှာဆိုခြင်းနဲ့တခြင်းလေးလဲဆိုဖြစ်သွားတယ်ပြီးတော့အမူမန့်တစ်ခု စီတိုင်းကိုနီလန်းရဲ့အကုန်နီလန်းဘက်ကပေါ့နော်အကုန်လုံးကိုကျင်တတ်တယ်ဟုတ်နေတာဘယ်နေခဲ့ ဟုတ်တယ်အာဟုတ်တယ်ဟုတ်တယ်ဒါကတော့အကိုကပေါ့နော်နေလန်းအကိုနေ class ကချင်းဆိုနေတဲ့အချိန်မှာဘယ်လိုပြောမလဲ emotional တွေမထိန်းနိုင်အောင်ဖြစ်သွားတာပေါ့နော်ဘာလို့လဲဆိုတော့အာသူအကိုဆိုနေတဲ့အချိန်မှာအများကြီးတွေးတာပေါ့နော် သူပဲပွဲအဆအလဲအဆုံးအကုန်လုံးစီစဉ်တဲ့ဒီမနက်အထိကိုလေအာဘယ်လိုပြောမလဲ ော်တယ်ကနေသူနောက်ကျတဲ့အထီကိုသူအကုန်လုံးကိုပစ္စည်းတွေတိမ်အကုန်လုံးလုပ်ပေးတဲ့ address တွေကအစသူကိုရင်ချုပ်တယ်ပထမပွဲကပထမ season က dress ကိုပြီးတော့အခု dress ကို pre wedding ကိုသူအကုန်လုံးလုပ်ပြီးလုပ်ပေးတယ်ပေါ့နော်ဟဲ့တော့အမ်အစင်ပေါ်အထီးပေါ့နော်အဲတချင်းသူဆိုပေးသွားတယ်အစင်ပြေအောင်ပေါ့အဲ့လိုမျိုးဆိုတော့ ပီတိလည်းဖြစ်တယ်ဝမ်းလည်းဝမ်းနေတယ်ပေါ့နော်သူ့တနာလို့ပေါ့အရန်ပြန်မှန်းနေဆိုပြီးတော့လေးထားတယ်မိသားစုတွေကိုဘယ်လိုကျေးဇူးတင်ရမှန်းတောင်မသိဘူးအရန်အရန်ကိုကျေးဇူးတင်တယ်ပေါ့နော် နီလန်းတော့ဆိုလို့ရှင်ချင်းတောင်ကနေလာတယ်ချင်းတောင်မှာလည်းအရန်ဟိုလမ်းလမ်းခီးတွေအရန်ကျန်းတယ်ပေါ့နော်အဲ့လိုဂျားတဲ့ကအကုန်လုံးအာမိသားစုတွေအာနီလန်းရဲ့အဖေအမေကနေစပြီးတော့အမ်သူရဲ့အဖေအမေသူရဲ့အဖေအမေဆိုလို့ရှင်လုံးဝခက်ခက်ခဲခဲကိုလာကြတာပေါ့နော်အကုန်လုံးအော်ဒီပွဲအတွက်ကိုဖြစ်မြောက်အောင်ဆိုပြီးတော့အမ်ဒီတို့သားတနေ့တို့သမီးကိုတို့ရဲ့ တားသမီးတွေပေါ့နော်အရန်ကိုချစ်ပေးကြလို့အရန်ကိုသူတို့ကတကယ်ရင်ထဲကနေဟိုရှိလို့ဒီဒီဒီနေရာထိရန်ကုန်ထိရောက်လာပြီးတော့လေပွဲကိုလာတက်ပေးကြတာပေါ့နော်အဲ့တော့အရန်ကိုကျေးဇူးအများကြီးတင်တယ်အမ်နီလနိုဒီလိုအချိန်မှာပေါ့နော်အရန်ကိုဘာလို့မဆိုလိုအပ်နေတဲ့အချိန်ပေါ့နော်ပျော်ရွှင်မှုနီလနိုရဲ့ပျော်ရွှင်မှုတွေကိုအကုန်လုံးကိုလည်းမျှဝေခြင်းတယ်ပေါ့နော်ဆိုတော့အဲ ိသားစုတွေဟိုသူတို့ရဲ့သူတို့ကိုကျေးဇူးတင်ခြင်းနဲ့အကြောင်းကိုပြောမယ်ဆိုလို့ရှယ်မဆုံးပါဘူးဟုတ်ကျေးဇူးများရတင်ပါတယ်ဟုတ်သူမိသားစုရောနီလန်းရဲ့မိသားစုပေါ့နော်အကုန်လုံးကိုဖက်ဖက်ကနေပြီးတော့ကုမီပန်ပူကုမီပန်ပူပြီးတော့အာတေချာလေးစီစဉ်ပေးတဲ့အကုန်လုံးကိုကျေးဇူးများရတင်ပါတယ်ဟုတ်ဖက်ကလိုက်ပေးစပြီးဆိုတဲ့အခါကျတော့ကိုရဲ့ဘောကနာကိုလိုလိုလောက်တာအဲအဲ့လိုမျိုးရတော့မရှိသေးဘူးရင်ခုံစွာနဲ့ပဲဆောင်းစားရမှာပေါ့ဟုတ်ဒီလိုမျိုးပြပြပြတာကြတဲ့အချိန်မှာသူက ဟုတ်ဟုတ်တယ်ဟုတ်တယ်နီလန်းဟုတ်လင်းနှစ်ကျော်မှာနီလန်းရဲ့ comeback လို့ပြောရမှာလားအဲ့ဒါလေးအကျော်မင်္ဂလာတစ်ချင်လေးဖြစ်သွားတာပေါ့ဟုတ်ကဲ့ဟုတ် နီလန်းကကြတော့ဗာလဲဆိုရင်နီလန်းပြောသလိုပဲသူ့ရွေးချယ်တုန်းကလည်းနီလန်းကိုအရန် ကိုအလိုလိုက်တယ်အရန်ကိုလည်းချစ်ပေးတယ်သူအနစ်နာရမ်းခံတယ်နီလန်းအတွက်လေအဲ့တော့အာဘယ်နေရာမှာပဲမဆိုနီလန်းကိုသူကအမြဲတမ်းရှေ့မှာထားပြီးတော့လေမြမမမမရက်တီပေးတယ်အဲ့အတွက်ကိုကျေးဇူးအများကြီးတင်ပါတယ်ပြာအာသူဘယ်ဘယ်အရာမှမဆိုအမြဲတမ်းညီလန်းကိုရွေးချယ်ပေးလို့ချစ်စင်ရတင်ပါတယ်။ Thank you. ဒါရီရောဆိုတာရော ိပါတယ်အဲ့လိုမျိုးတော့မဟုတ်ဘူးနေလန်းတော့အရင်ကတည်းကအမျိုးတွေပါဟုတ်ဟုတ်အရင်မဝေးတဲ့အမျိုးတွေပေါ့နော်ဟုတ်ကဲ့ဟုတ်အတော့အာကတော့တဲ့ပြင်တယ်မမတဲဇူဇာလင်း ော့ပြန်တော့လုတ်ချင်တာပေါ့နော်အနီလန်ရဲ့ဒီဟာအနီလန်ရဲ့အိမ်မက်ကတကယ်ကိုတချင်းပြန်ပြန်ဆိုဖို့ဒါပေမဲ့အချိန်လေးလည်းပြန်ကြည့်ရမှာပေါ့နော်ဟုတ်အချိန်လေးပုံမှန်မူတည်ပါတယ်ဟုတ်ရောက်တိုင်းပင်သားရဲ့မိသားစုလိုက်ပြီးစကိုလေးဟုတ်အာအခုမှအစတိုင်ပင်ရမှာပါဟုတ်ကဲ့ဟုတ်အဲ့တော့ကိုတကယ်ချင်းနေရတော့အများကြီးချစ်တောင်းပေးပါတော့ဟုတ်တယ်ဟုတ်တယ်ဟုတ်ဟုတ်ဟုတ်အဲ့ဒါလေးလည်းလိုချင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဒီပိုလီတက်အောင်ဖြစ်တယ် ဟုတ်ကဲ့ဟုတ်ကဲ့ပါဒီနေ့ပွဲလေးတက်ရောက်ဖြစ်တဲ့အာချေရတဲ့သူတွေအကုန်လုံးကျေးဇူးများတင်ပါတယ်ဒါပေမဲ့ဒီပွဲမှာမလာနိုင်တဲ့အဝေးကနေကြည်ပေးတဲ့ live ကနေပဲဖြစ်ဖြစ်ကြည်ပေးတဲ့အာတငယ်ချင်းတွေချေရတဲ့သူတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ဒီကနေ့ပြောချင်ပါတယ်ရှင်ကျေးဇူးပါနေဟာ